လင်ကိုဖုံးတပါကြီးသူတွေရဲ့ရှေ့ပြေးနမိတ်လိုယုံကြည်ထားတဲ့အတွက်ဂလေဟာရှေ့ကအုပ်ချုပ်သူလူတန်းစားတွေမကောင်းတာတွေကိုပြုပြင်နိုင်မှုကောင်းမွန်စွာအုပ်ချုပ်နိုင်မှုတတိပေးတဲ့အချက်ပေးခေါင်းလုံးပါပဲဒါပြင်ပြည်သူကိုအနိုင်ထက်ပြုတဲ့အုပ်ချုပ်သူမင်းဆိုမင်းရွတွေဖျက်သုံးတော်မယ်ဆိုတဲ့တင်စကားပြည်သူတွေကိုစားသဘာဝတရားကပြောတဲ့တက်လက်တန်လို့ဆိုရမှာပါ အားလုံးပဲမင်္ဂလာပါရှင်ညီမတို့ရဲ့ AOU Channel လေးမှာကြိုဆိုလိုက်ပါတယ်ရှင်ညီမအခုဖတ်ပြပေးခြင်းရဲ့အကြောင်းအရာလေးကတော့ရှင်းမြန်မာမြန်မြန်လက်ထပ်ကလေးကညီမယုံကြည်မှုနဲ့ငလင်နမိတ်လေးတွေအကြောင်းရေးသားထားတဲ့စောင်းမကိုဘူသူဒရရွယ်တင်ဆက်ဖတ်ပြပေးခြင်းတာပဲဖြစ်ပါတယ်ရှင်ငလင်လောက်တယ်ဆိုတာကမ္ဘာအတွင်းပိုင်းနေရာကကြောက်လွားတွေတစ်ခုနဲ့တစ်ခုရုတ်တရက်ရွေးရှားပုတ်တက်ရာကနေဖြစ်ပေါ်တဲ့တဘာဝဖြစ်စဉ်တစ်ခုကိုဆိုလိုတာပါနှစ်တန်းပေါင်းများစွာကအိန္ဒိယတိုက်မြေလွာချက်ကြီးနဲ့အာရှမြေလွာ ွားချက်ကြီးတို့ထိတွေ့ဆုံရာစကိုင်းပြည့်ရီကျော်တရှိရဲ့မြန်မာနိုင်ငံကလည်းငလင်တန်မကြာခဏခံရတဲ့နိုင်ငံတွေထဲမှာပါဝင်ပါတယ်။ဒါပေမဲ့တမိုင်းဆက်ဆံမှာငလင်လောက်တဲ့တဘာဝဘေးဖြစ်စဉ်တွေရှိကြပေမဲ့မြန်မာလူမျိုးတွေကတော့ငလင်ကိုတဘာဝဖြစ်စဉ်တစ်ခုတည်းပေါ်တဲ့အယူအဆအစွဲအလန်းဖြစ်လက်ခံထားကြပြီးရှေးမြန်မာတွေဆိုရင်ငလင်လုံးရခြင်းအကြောင်းနဲ့ပတ်သက်ပြီးဗုဒ္ဓကျမ်းဂန်တွေကအယူအဆတွေအတိုင်းလက်ခံကြပါတယ်။ ဖရာစัจဇဝရီမင်းပြည့်ရှင်မင်းတို့လို ဖုံးတပါကြီးသူတွေပြိတ္တပဲယူရင်မွေးဖွားရင်ဘိတ်သိက်ခံရင်အလူကြီးပေးရင်ကြီးကျယ်တဲ့အမှုကိစ္စတွေဆောင်ရွက်ပြီးစရင်ဒါမှမဟုတ်ကွယ်လွန်ရင်မဟာပထဝီမြေကြီးအိုထိန်ဆက်ပမာတတ်တက်လေကငင်းငလေလှုပ်လေးရှိရဲဆိုတာဗုဒ္ဓကျမ်းစာတွေမှာတွေ့ရမှာပါဒါအပြင်ဘယ်လမှာငလေလှုပ်ရင်ဘာဖြစ်မလဲဘယ်နှစ်မှာငလေလှုပ်ရင်ဘာဖြစ်မလဲစားတဲ့ဟောကိန်းတွေလည်းရှိပါသေးတယ်ဒါကြောင့်ငလေလှုပ်ခြင်းဟာအနာဂတ်ဖြစ်ပေါ်လာမယ့်အရာတွေ အတွက်ရှင်ပြေးနမိတ်လို့ရှင်းပြမာတွေကကြည်ကြဲပြပြန်လက်ခံကြပါတယ်တဲ့အထက်မှာဖော်ပြခဲ့သူလိုငလေးဟာဘုံတပါကြီးသူတွေအတွက်ရှင်ပြေးနမိတ်လို့ယူဆထားတဲ့အတိုင်းဒီယူဆချက်ခိုင်းမအောင်တိုင်းပြည်အုပ်ချုပ်သူဘရင်တွေနဲ့သက်ဆိုင်တဲ့ကိစ္စတွေမှာငလေးနှုတ်တဲ့အကြောင်းမြန်မာရာဇဝင်တွေကမှတ်တမ်းတင်ထားပါတယ် မြမသမိုင်းတွေကငလင်းနဲ့ BC 443ခုနှစ်ကနေ AD 1956ခုနှစ်အထိမြမနိုင်ငံမှာပြည်နှံတဲ့ငလင်းကြီးတွေလှုပ်ခဲ့တာ54ချိန်ရှိတယ်လို့သူတေဒီရဟန်တပါဖြစ်တဲ့ရွှေကိုင်းသာဥတော်ပြီးတက္ကရာဇဝင်ချမ်းတွေခေပြိုင်မှတ်တမ်းတွေကိုကိုကာဘီစရင်ပြုခဲ့ပါတယ် BC 440ကျော်လောက်ကဒွိပောင်မင်းလက်ထက်မှာပြည်နှံတဲ့ငလင်းကြီးလှုပ်တဲ့အကြောင်းဟာမှန်တဲ့ရာဇဝင်မှာမှတ်တမ်းနေခဲ့တဲ့ရာဇဝင်တွေကပထမဦးဆုံးငလင်းဖြစ်စဉ်မှာဒါပြင် AD 986ခုနှစ်ကပက္ခ ံဘရင်ကွမ်းစော်ကြောင့်ဖြူမင်းလက်ထက်မှာငရှင်ခုနှစ်ရက်လောက်တာကြောင့်အီယော်ရီမီရဲ့စီးရကနေရက်တန်သွားတယ်လို့တောင်ရာဇဝင်မှာဖော်ပြထားပါတယ်တဲ့ခေတ္တန်ကြောက်စာတွေအရာတော့ငလင်ဆိုတဲ့ဝေါ်ဟာရာကို AD 1382ခုနှစ်အင်းဝခေတ္တူကြောက်စာတစ်ချက်မှာအစောဆုံးတွေ့ရပါတယ် ဘီယင်မင်းနေပြီးတော့ကိုငရှင်ပြည့်ပြည့်ကျော်တက်တက်မှရှိတဲ့စကိုင်းနဲ့အင်းဝဘက်ပြောင်းရွှေ့ခဲ့ပြီးတဲ့နောက်ငလင်းကြောင့်ဖះเจ้าငံနေပျက်စီးတဲ့အကြောင်းပတ်တဲ့နေနဲ့ကြောက်စာတွေကိုခက်စိတ်စိတ်တွေ့လိုက်ရပါတယ်။ခရစ်နှစ်1962ခုနှစ်ဧပြီလ2ရက်နေ့ရခိုင်မြောက်ပိုင်းမှာလှုပ်တဲ့ငလင်းကြီးကတော့ပညာရှင်တွေအစောဆုံးမှတ်တမ်းတင်ခဲ့တဲ့မြန်မာနိုင်ငံရဲ့ငလင်းတစ်ခုဖြစ်ပါတယ်။အင်းအားမာကယ်လီစကေ6.0အဆင့်ရှိတဲ့ဒီငလင်းကြီးလှုပ်ချိန်မှာဘင်္ဂလားပင်လယ်အော်နဲ့ရခိုင်ရိုးမာဒေသတစ်ခုလုံးတုံ့ခါသွားပြီးအ ျိုးဆက်အနေနဲ့ရခိုင်ကမ်းခြေဒေသအချို့ပင်လယ်ထဲနှိမ့်ယုတ်သွားတာအချို့နေရာတွေကုန်းမြေမြင့်တက်လာတာနဲ့ရွှေမီးတောင်ပေါက်ကွဲတာတွေရှိခဲ့တယ်လို့ဘူမိပညာရှင်တွေကဖတ်တန်းတင်ပါတယ်မြန်မာပြည်တွင်အုပ်စိုးခဲ့တဲ့တမိုင်းတစ်လျှောက်မြမရာဇဝင်နေထဲမှာရောမျက်မြင်ကြုံသူနိုင်ငံသားတွေရဲ့ခေပြိုင်ဖန်တန်းတွေပါပါအိဝါငလင်ကြီးရဲ့ကြောက်မွက်ဖွဲ့ကောင်းမှုကိုတညီတညွတ်ထဲဖော်ပြခဲ့ကြပါတယ်1839ခုနှစ်မတ်လ22ရက်နေ့မှာလုပ်ခဲ့တဲ့ငလင်ကြီးဟာအထက်ပမော်မြို့ အောက်ရန်ကုန်ကနေထိုင်းနိုင်ငံအထိငလင်ရဲ့တက်ရောက်မှုရှိခဲ့တယ်။အမရပူရာကိုရောက်နေတဲ့အင်္ဂလိပ်ကုန်သည်တောမတ်ဘီယာကတော့ငလင်ဆောက်လုပ်တဲ့ရက်တွေမှာ15မိနစ်တချိန်လောက်ကိုမြေတုံလှုပ်နေပြီးနောက်6လထိအောင်ငလင်မလုပ်တဲ့ရက်မရှိတာကြောင့်အမရပူရာနဲ့အင်ဝါတဝိုက်ကလူတွေစိုးရင်ကြောက်ရွံ့နေကြတယ်လို့သူ့ကိုရီမတ်တန်ထဲမှာဖော်ပြထားပါတယ်။မြေကြီးတွေအစိမ့်စိမ့်ကွက်အပ်ပြီးယူရီပန်းထွက်လာသလို AR မြေကြီးအညာဆန်ပြီးပြောင်းပြန်စီခဲ့တယ်လို့လည်းကုန်းပေါင်ဆက်ငါးရာဇဝင်ကမှတ်တမ်းတင်ထားပါတယ်။ပထမအကြိမ် ်။နယ်လင်းဆလုပ်ကလေးကလူပေါင်း300က400အထိတည်ဆုံးခဲ့ပါတယ်။စကိုင်းတောင်က ဇေဒီဖျားများစွာပြိုပြက်ခဲ့ပြီးမင်းကိုပြုတော်ကြီးနှင့်ရှင်တီကြီးတွေစီမှာဒီငလင်ကြောင့်ဖြစ်ပေါ်ခဲ့တဲ့အပျက်စီးတွေကိုဒီနေ့ထိတွေ့ရဆဲပါပဲတဲ့။မွန်လူမျိုးတွေအများစုနေထိုင်ရာအောက်မြမာပြည်ပဲခူးနဲ့ရန်ကုန်အရှိအခေါ်တကုံဟာလည်းငလင်မကြမကြာလှုပ်တဲ့ဒေသတွေဖြစ်ပါတယ်။ဒါကြောင့်အဲဒီမျိုးတွေမှာရှိရဲ့ရွှေမော်ရော့စီတီနဲ့ရွှေတကုံစီတီတွေဟာငလင်ကြောင့်ခန္ဓာပျက်စီးခဲ့ကြောင်းမွန်ရာဇဝင်မြမရာဇဝင်တွေကရေးပါတယ်။ပဲခူးငလင်ကြောင့်ပြိုပြက်ခဲ့တဲ့ရွှေမော်ရော့စီတီဘော်ကို1918ခုနှစ်လောက်မှာ အင်္ဂလိပ်ဘရင်ကန်ဆာရေဂျီနယ်ဂရက်တောက်ကဖနက်စီပီးတက်ခဲ့တာကြောင့်မြန်မာလူမှုမချိနဲ့ကန့်ကတ်တွေတွေဆူညံခဲ့တာလည်းငလင်ကနေနောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ကိုလိုနီခဲအမျိုးသားရေးလှုပ်ရှားမှုလို့ပြောရင်လည်းမမှားပါဘူးတဲ့ငလင်နဲ့မြမယုံကြည်မှုဆိုတာမြမရာဇဝင်တွေထဲမှာတော့ဘရင်တွေနဲ့ရာဆိုင်ရင်ဖုံးတကူဩစာကြဆင်းရင်နိုင်ငံမျိုးရာပြည်စည်းမဲ့ဘေးကျုံရင်ငလင်လောက်တဲ့နမိတ်ရာအများဆုံးဖြစ်ပေါ်တာကိုတွေ့ရပါတယ် AD 1989ခုနှစ်ပကံခေနေရတီယာပတိမင်းလက်ထက်မှာငလီကလန်းကနာလုပ်ပါရယ်မကြာခင်မဲ့တိုင်းပြည်ဟာမွန်ဂိုတရုတ်တပ်တွေအလုံးအင်းနဲ့ကျူးကျော်တာခံရပြီးဘရင်ကိုယ်တိုင်ထွက်ပြေးရကလမ်းကြီးမှာပဲနှက်ရဆန်သွားပါရယ်ဒါဟာပကံအင်ပါယာပျက်စီးခြင်းအစကိုငလီအချက်ပေးခေါလောက်နဲ့သတိပေးခဲ့ကြောင်းရှင်းမြမာရီရဲ့ဆွဲလဲယုံကြည်မှုဟာတာတကားတစ်ခုဖြစ်ပါရယ်တာငူခေနနာဘရင်လက်ထက်မှာလည်း1988ခုနှစ်မှာငလီမင်းကြီးတစ်ခါနောက်နှစ်နှစ်မှာငလီကြီးတစ်ခါလုပ်လို့လူတွေတည်ကြည်ပျက်စီးပြီးဖျားเจ้าငယ် ွေပြိုကြောင်းတွင်းနေရာဇဝင်တစ်ကဆိုပါတယ်ညမကြမီပါပဲဒဏ္ဍာပင်ရဲ့အရေးချင်းညံ့ဖြစ်လို့ယူရီးယားကစာပြီးလက်အောက်ခံမြူရာတွေကပုံကန်ကြပါတယ်ဒါကြောင့်ဒီငလင်တွေဟာဘရင်တော်တည်ထောင်ခဲ့တဲ့လက်နက်နိုင်ငံတော်ကြီးပြတ်တုံးကြီးရဲ့ရှေ့ပြင်းနမိတ်တွေလားလို့ရာဇဝင်တွေကရတဲ့စဉ်းစားစရာတစ်ခုဖြစ်ပါတယ်ဒါအပြင်တရုတ်ကျူးကျော်တိုက်ခိုက်ခံရတဲ့ညောင်ရက်ခေပင်တလဲမင်းလက်ထက် ED 1660မှာငလင်ကြီးလှုပ်ခတ်ပြီးနောက်တနစ်မပြည့်ခင်မှာပဲညီတော်ပြည်မင်းအာနာသိန်းနာခံရပြီးပင်တလဲမင်းကွက်မြက်ခံရပါတယ်ဒါပြင ်1500တခုနှစ်ဒုတိယမင်းကောင်နှရွာစံတင်ဤချင်း 1846နန်းကြပရင်ဘာကြီးတော်မင်းနှွေရဆန်းချင်း1890မင်းတုံးမင်းနှွေရဆန်းချင်းနဲ့ကိုသိန်းချင်းပါလဲငလေလုတ်တယ်လို့ရာဇဝင်ကျမ်းတွေထဲမှာတွေ့ရပါတယ်။ဒါတွေကတော့ရာဇဝင်ကျမ်းတွေမှာတွေ့ရတဲ့ဘရင်တွေတကိုးကြဆင်းချင်းလုတ်တဲ့ငလေတွေဖြစ်ရတဲ့ကထင်ရှားတဲ့တာတကတွေပါ။ကောင်းတဲ့နမိတ်သဘောဆောင်ပြီးလုတ်ခဲ့တဲ့ငလေတွေကဆိုရင်1592ခုနှစ်ရခိုင်ပရင်မင်းဖလောင်ဥရတောင်စီဒီမှာအလူပေးချင်း1914ခုနှစ်အလောင်းမင်းတရာဦးအောင်စီရဖွားမြင်ချင်း1800 1912ခုနှစ်စကြမင်းကလေးကိုယုံကြည်ကြတဲ့ညောင်ရဲမင်းသားမခွားမြင်မိခိန်တွေမှာငလေးတွေလုတဲ့အကြောင်းတွေကထင်ရှားပါတယ်။ပြည်သူတွေဒုက္ခပင်လယ်ဝတဲ့ငလေးဆိုတာငလေးရဝင်းကြီးတစ်ခုထဲမှာတည်ရှိနေတဲ့မြန်မာနိုင်ငံဟာရှေးနှစ်ပေါင်းများစွာကပဲငလေးတန်းကိုမကြာခဏခံရလေးရှိတာကိုအထက်မှာဖော်ပြခဲ့တဲ့သမိုင်းဖြည့်တွေကသိနိုင်ပါတယ်။ငလေးကိုဘုံတဘာကြီးသူတွေရဲ့ရှေးပြေးနမိတ်လို့ယုံကြည်ထားတဲ့အတွက်ငလေးဟာရှေးကအုပ်ချုပ်သူလူတန်းစားတွေမကောင်းတာတွေကိုပြုပြင်နိုင်မှုကောင်းမွန်စွာအုပ်ချုပ်နိုင်မှုတတိ ီပေးတဲ့အချက်ပေးခေါင်းလောက်ပါပဲ။ဒါပြင်ပြည်သူကိုအနိုင်ထက်ပြုတဲ့အုပ်ချုပ်သူမင်းဆိုမင်းရွတ်တွေပြတ်တုံးတော်မယ်ဆိုတဲ့တင်းစကားပြည်သူတွေကိုစားသဘာဝတရားကပြောတဲ့တက်လက်တန်လို့ဆိုရမှာပါ။ဘလို့ပဲယုံကြည်နေပါစေ။ငလင်တန်ကြောင့်လူသားအရေးမြစ်တွေစီးပွားရေးလုပ်ငန်းတွေနေထိုင်ရာအိုးအိမ်တွေသာမကရှင်းမြန်မာတွေအတွက်တွေးခေါ်မျှော်မြင်ရေးပညာရေးဆိုင်ရာအချက်ကြာကြတဲ့ဘာသာရေးစောင့်တွေပါပြည့်စည်တဲ့အတွက်ပြည်သူတွေဒုက္ခပင်လဲဝေခဲ့တာခေတ်ဆက်ဆက်ကနေယနေ့တိုင်းထိတယ်ပဲဖြစ်ပါတော့လေလို့ရေးသားထားပါတယ်ရှင်။မွေရေးသားသူကိုလည်းလေ းစားစွာဖြင့် credit pay app ပါတယ်ရှင်။နားဆင်မိခဲ့ကြတဲ့ပရိသတ်ကြီးအားလုံးကိုလည်းကျေးဇူးထူးပြင်တင်ရှိပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်ဒီကနေ့မှာတော့ပြည်သက်များနားဆင်ခဲ့ရတဲ့အကြောင်းကတော့ငလင်တမိတ်တွေနဲ့ပတ်သက်ပြီးတော့တိမတ်စရာတွေကိုတင်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်ခုလိုမျိုးကျမတို့ရဲ့ channel လေးကနေပြီးတော့အစိတ်ဝင်စားဖွယ်အားကောင်းတဲ့ဘာသာရေးဆိုင်ရာအသိပညာဘုဒ္ဓတအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေပါတယ်ရှင်ဒါကြောင့်မို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးတော့စောင့်ကြည့်အားပေးဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်အကြောင်းအရာအသစ်တွေတင်တိုင်းမှာသိနိုင်အောင်လို့လည်း notify bell လေးကိုပါနှိပ်ထားပေးခဲ့ပါအောင်ရှင်နားဆင်ပေးခဲ့ကြတဲ့ပြည်သက်များအားလုံးလည်းဘာသာရေးဆိုင်ရာအသိပညာ ဘူးတုဒ္ဒဆိုင်ရာအသိပညာများတိုးပွားကြပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ကြပါစေရှင်။